ငါညီကိုထိခိုက်အောင်လုပ်တာငါမင်းကိုဘလို့မှခွင့်မလုပ်ဘူးအဲ့လိုပြောပြီးမော်စီယာချက်ချင်းနဲ့မိမကောင်စွာစီကိုပြေးသွားပြီးတော့တယောက်ကတိုက်ခိုက်နေကြတယ်အဲ့ဒီရဲ့ချင်းကပြန်တော့ကိုချက်ကြီးတင်းနဲ့ပတ်ပြီးတိုက်သူကမီးဆိုတော့တင်းရနိုင်နေပြအဲ့လိုအော်ပြောလိုက်တော့ချက်ကြီးလည်းသူဘာလုပ်ရမလဲဆိုတာကိုသိသွားတော့တယ်တဘောတရား ရွာရဲ့မောက်ဆိုင်မှာမဝယ်နေရောလေ။အဲ့ဒီမျိုးဒီပေါင်မုတ်ကတခုဘလောက်လေဗျ။တကူ900လေးတို့ဘောရဲ့နေ့တိုင်းစားနေရတာဈေးကိုမမှတ်မိသေးဘူးလားမမှတ်မိရတော့မဟုတ်ပါဘူးဗျဈေးများနည်းနည်းထက်ကြသွားသလားလို့အဲ့ဒါကြောင့်မေးကြည့်တာပါစိတ်မပူနဲ့တို့ဘောရဲ့စိတ်မပူနဲ့ဈေးရတော့လေဒီတက်ထက်ကြဖို့မရှိဘူးထက်တတ်ဖို့ပဲရှိတာဒါကြောင့်အခု900နေရတော့မများများစားတာတို့ဘောလည်းမုတ်တို့ယူလိုက်တီးအဲ့ဒီမျိုးတားသွားပြီနော် ဒလုံးနဲ့ဒူဘောတယောက်စီးလာတဲ့စပိန်မုံတက်လိုက်တော့တယ်။အဲ့ဒီရဲ့ချင်းလူတယောက်ရောက်လာပြီးကောင်းနေမင်းစပိန်ကမိုက်လာကြည့်လားဟမ်ဒူဘောကလည်းသူစပိန်ကိုမိုက်တယ်ပြောတော့ကြောင်လုံးထုံလိုက်တော့တယ်။မိုက်ဆိုအင်္ဂလိပ်ဘိန်ပြဒီဟာမှာဒါမျိုးဘိန်ကဘိန်မှမမရှိဘူးရဲ့ဟုတ်လားအကိုကြီးရောအဲ့ဒီစပိန်ဘယ်လောက်နေရှောင်းမလဲကိုကြီးဝယ်မယ်ဗျာဒါကရောင်းမမဟုတ်ဘူးဗျကျွန်တော်ဘိုးကပေးတာကရောင်းလို့မရဘူး ဆယ်သိန်းပေးမယ်ကွာရောင်းမလားဦးဆယ်သိန်းမပြောနဲ့ဘလောက်ပေးပြီးမရောင်းနိုင်ဘူးမရောင်းနိုင်ဘူးဟုတ်လားအေးမရောင်းနိုင်ရင်လည်းကောင်းပြီလေတော်ပွဲရဲ့စပိန်ကိုခိုင်းတယ်သူလက်ကထွက်လာတဲ့မီဆွမ်းအားရီနဲ့စပိန်ကိုမီးရှို့ပြစ်လိုက်တော့တယ်တော်ပွဲလေးဟာဟေးဘလို့လောက်တာလေဗျလောင်ရည်ရဲ့စပိန်ကိုကြည့်ပြီးပြောနေတော့အဲ့ဒီလူကပြောက်သွားတော့တယ်ဒါကို ဆိုင်ပိုင်ရှင်အန်ဒီမျိုးမြင်တော့အလဲတကြားထောက်တော်တယ်။မီမီလောက်ကြမအောင်မီရှင်မီမီဆိုင်ရှင်အန်ဒီမျိုးရဲ့အတန်ကြောင်းအိမ်နိုင်ကလူတွေရေပုံးတယ်ပြီးတော့ထွက်လာကြတော့လေ။လောင်နေတဲ့မီးကိုတွေ့ရောသူတို့အားလုံးခြေဝိုင်းလောင်းလိုက်ကြတယ်။တဘောကတော့မီးလောင်မီးပြဖြစ်နေပြီဖြစ်တဲ့သူ့စပိန်နာမှာထိုင်ပြီးမြောက်မိုင်မှိုင်သွားတော့တယ်။အဲ့ဒီရဲ့ချင်းမီးဆိုတဲ့အတန်ကြောင်းခြေပုံးကိုဆွဲပြီးလာနေတဲ့ပူထူက တူပေါင်းကိုမြင်သွားတယ်။ဟဲ့အောင်တူပေါင်းမင်းရဲ့ကမင်းဘမလောင်နေရလဲဆိုတာမင်းသိလား။ငါ့အိမ်ထဲမှာလောင်နေရပို့တူကဟင်။ဘာဖြစ်လို့လဲကွ။အဲ့နောက်တူပေါင်းလေးဖြစ်ချောင်းကုန်စင်အားလုံးကိုပြောပြလိုက်တော့ပို့တူလည်းဘယ်လိုလုပ်ပြရမလဲမသိပဲသူ့မှာစိတ်ညစ်သွားတယ်။တော်တော်မှရိုင်းနေလူပဲကွ။စပိန်လေးတစီမရတာနဲ့အဲ့လောင်လို့စရာလူလို့လားကွ။ तू तू आ လူမဟုတ်ဘူးကွ။လူမဟုတ်ဘူး။ ငါသူ့ကိုကလဲစားပြန်ချိမှာငါအကြိုက်ဆုံးစပင်းကိုမီးရှို့သွားလို့ငါသူ့အကြိုက်ဆုံးအရာကိုလည်းမီးပြန်ရှို့မယ်ကွာဖိုတိုကတော့တော်ပေါ်အဲ့လိုမလုပ်ဖို့အတွက်ဖြောင်းပြရရှာရီကလဲစားဆိုတော့မကောင်းပါဘူးတော်ပေါ်ရဲ့ဟိုတိုင်းမဲ့သူ့လောက်ရက်ကလည်းမကောင်းဘူးကွာငါတို့သူ့ကိုရှာပြီးပညာပေးရမယ်သူ့ဘာမှရှင့်လေဆိုတာမင်းကသိလို့လားကွာဟိုသိတော့မသိဘူးလေကွာရွာထဲမှာပဲရှိမှာပေါ့မင်းကလေမင်းသူ့ရုပ်ကိုမှတ်မိတယ်မလားလာလိုက်ရှာကြမယ်အေးဟုတ်ပြီ တွေ့လို့ရတော့တုပ်ဘောဒေါသကြောင့်ကောင်းကောင်းတိသွားစေရမယ်။ဒီလိုနဲ့ပိုးထူးနဲ့တုပ်ဘောတို့နှစ်ယောက်မိမကောင်းစွာကိုရှာဖို့အတွက်ထွက်လာကြတော့လေ။အဲ့ဒီအချိန်မတိုင်ခင်မှာလဲကိုချက်ကြီးကသူ့အိမ်မှာတရားထိုင်နေရင်မိမကောင်းစွာကတုပ်ဘောဆက်ဘင်းကိုမီးရှို့လိုက်တဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အတွက်ချက်ကြီးလဲလန့်သွားတော့လေ။နောက်ဆုံးတော့ဆရာပြောထားတဲ့မကောင်းစွာကငါတို့ရွာလေးကိုရောက်လာပြီပဲ။ ချက်ကြီးလည်းအဲ့လိုတွေးပြီးချက်ချင်းမင်းအိမ်ထဲကနေထွက်လာခဲ့တော်တယ်အဲ့ဒီအချိန်ရွာလမ်းမှာတုပ်ကောနဲ့ဖူးထူးတို့တွေ့တော့ချက်ကြီးဟာတုပ်ကောဟိုကိုချက်ကြီးမင်းစပိန်အတွက်စင်မကောင်းပါဘူးကွာကျွန်တော်သူ့ကိုတောင်းပြန်ရှာပြီးပညာပေးမှာကိုချက်ကြီးကျွန်တော်ရင်စိတ်တူတယ်ဗျစိတ်တင်နိုင်မလုံနဲ့တော့တုပ်ကောအဲ့လူကတာမန်လူမဟုတ်ဘူးမင်းတို့ရှင်လို့မရတဲ့သူပဲမင်းတို့ရှင်ကတွေ့ဘူးတဲ့ တရေတွေဝင့်ညင်နေတယ်။ तू ကထူးတယ်။အစွမ်းလေးပိုထက်တယ်။မင်းတို့သူ့ကိုမနိုင်နိုင်။အဲ့ဒါနဲ့ဖိုးထူးကဝင်ပြေးလိုက်တော့တယ်။ तू ကမတူလဲကိုချက်ကြီးရဲ့။ဘာလို့ဒီလိုလုပ်ရတာလဲဗျ။ तू ကမီးမကောင်းဆိုပါပဲ။သူ့ကိုလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းကကိုကြီးဆရာရဲ့ဆရာကြီးကဖမ်းဆီးထားခဲ့တာ။အခုသူလွတ်လာပြီ။သူ့ကိုကိုချက်ကြီးပြန်ဖမ်းရမယ်။အဲ့ဒါတော့ကိုချက်ကြီးခုလိုထွက်လာပြီ။ကိုချက်ကြီးတယောက်တည်းဖြစ်ပါမလားဗျ။ဟိုကျွန်တော်တို့လည်းပါမယ်လေ။ ချက်ကြီးကတော့အန်နီရဲ့များတဲ့အတွက်ကြောင်းဝင်မပါဘူးပြောတယ်။ဒိုင်မင်းရဲ့တုပ်ပေါ်ကတော့ဒါဆိုကျွန်တော်ကဒီတိုင်းငြိမ်းလဲရတော့မှလားဗျကိုချက်ကြီးကကိုချက်ကြီးပဲသူများပေါ်လဲမကောင်းတာမလုပ်နဲ့ကို့ပေါ်လာလို့ရင်လည်းမခံနိုင်စုံ။အော်တုပ်ပေါ်ရဲ့မင်းရော်လေငါ့စကားနဲ့ငါ့ကိုခံရအောင်လုပ်နေတယ်မြင်။နောက်ဆုံးမှတော့ချက်ကြီးဘာမှမပြောတော့ဘူး။သူတို့ကမင်းမကောင်းစွာကိုတိုက်မဲ့ဝင်မှပါခိုင်းလိုက်ရတော့တယ် တပတ်မှလည်းအောင်ဘူးနဲ့မောင်ဘူးတို့ကမုံတခုကိုအကြီးအသေးလူးနေကြတယ်။ကိုရောင်မှုကိုကြီးကအကြီးဆိုပြီးအနိုင်မကျင့်နဲ့နော်။ကိုရောင်မှုလက်ထက်အကျန်းပုံပြီးကြည့်မဲ့လူတိုင်းသိရဲ့ဗျ။မင်းကခလေးပဲလေ။တီးတာမင်းစားပေါ်ကွာ။ခလေးပဲဆိုရင်ပုံပြီးတော့အရှောက်ပြရအောင်ပါလိမ့်ဗျာ။အဲ့ဒီရဲ့ချင်းမင်းမကောင်းဆိုအောင်ရောက်လာပြီးမောင်ဘူးလက်ထက်မုတ်ကိုလှုပ်ဆောင်လိုက်တော်ရီ။လှုပ်ဆောင်ရအောင်ကောင်းတဲ့မုံလေးမှုတ်ပါလားကွာ။ဟဲ့ကိုကြီး ။တားညင်လည်းတရားမဟုတ်ကိုဘာလို့လူစားလိုက်ရတာလဲဗျ။မင်းတို့ကငင်းနေတော့ဘလောက်များကောင်းနေမဟုတ်လဲဆိုတာသိကြင်လို့လေကွာ။အစားကြည့်လိုက်တော့ဘာရနိုင်မယ်လဲမသိဘူး။မဟုတ်ကတော့သူ့မဟုတ်ကိုသူများစားသွားလို့ငုံနေရတာပါ။အဲ့ဒါနဲ့အောင်သူကတားညင်ငိုသွားပြီဗျ။အဲ့ဒါဘာပြန်လုပ်ပြီမလဲ။အဲ့လိုပြောလိုက်တော့မိမကောင်းစွားကလည်းအောင်ဖို့လက်တရားမဟုတ်ကိုလူတော်ရီ။ဟာဘာဘာလုပ်တာနေဗျ။ဒီမှာလုံးကြမအောင်။ မုတ်ကိုလုနေတယ်ဗျမုတ်ကိုလုနေတယ်အဲ့တော့ကိုပြတ်သွားပြတ်လာလုံနေငပိန်ချသွားပြီးသူတို့နာကိုရောက်လာတော့လေဖျောင်းအောင်မှုဘာဖြစ်လို့လဲဒီမှာဒီကိုကြီးကမောင်မှုတွေကမုတ်ကိုလည်းလုစားတယ်ခုသားတွေကမုတ်ကိုမှလုဆောင်မှုလုနေတယ်ဗျဟဲ့လို့မရှိဘူးလားဗျကလေးတွေကမုတ်ကိုနူစားကျင်နေတာလူကြီးဖြစ်ပြီးတော့ကိုပ္ပစံနဲ့ကိုဝယ်စားပါလားဗျဒါနဲ့မိမကောင်စွားကလည်းငပိန်ကိုကြည့်လိုက်တယ် မင်းအောင်ဘာကောင်မလို့လေ။အော်ငပိန်ဘာကောင်လည်းသိကျင်တာလေ။ပြရသေးတာပေါ့ကွာ။ဒီလိုနဲ့ငပိန်လေးမိမကောင်ဆိုအောင်စပြီးတိုက်ခဲ့ပြီ။အဲ့ဒီရဲ့ချင်းမိမကောင်ဆိုအောင်ကလေသူ့နဲ့တရားမဆွမ်းကိုထုတ်ပြီးငပိန်ကိုတိုက်ခိုက်ကြတာပါ။တောင်းမြင်တော့ငပိန်ကအငြင်းရှောင်လိုက်တယ်။ဟေးအောင်မူးနဲ့မောင်ဘူးမင်းတို့နေအောင်ပြေးကြတော့တော့မြင်းမြန်။ဒါနဲ့အောင်မူးနဲ့မောင်ဘူးလေပြေးသွားကြတော့လေမိမကောင်ဆိုအောင်ကလေ ငပိန်ကိုသူ့ရဲ့မီးစွမ်းရည်အနေနဲ့တတ်ခဲ့တယ်လို့ငပိန်ကလည်းမီးလောင်မခံရအောင်လို့ရှက်ပွက်ပြင်းနေရတာပါဒီကောင်ကြီးကဘာကောင်ကြီးလဲဟာလက်ထက်ကနေမီးတွေထွက်နေပါလားမတော့ရန်စမီးကမှားပြီချင်းနေငပိန်လည်းမီးမကောင်စွမ်းရည်နဲ့နာတဲ့တဲ့ကိုခြေထောက်နဲ့ကန်ထဲလိုက်တော့လေမီးမကောင်စွမ်းရည်စိတ်ထူသွားပြီးငပိန်ကသူ့ပစက်တည်းကမီးတွေနေပါ မှောက်တော်မူတိုက်ခိုက်တော်ရင်ငပိန်လေးရှောင်းလိုက်တင်လိုက်လို့ရင်နဲ့သူ့လက်ကိုမီးစောက်မှန်သွားတော်ရင်ဟာပူလိုက်တာပူလိုက်တာဒါနဲ့ငပိန်လေးမင်းကြီးမှုရင်မရှိရနဲ့အောက်ကဒဲရီကိုကိုင်ပြီးနှိမ့်လိုက်ရတော့တာပါအဲ့ဒီရဲ့ချက်ကိုတိသွားတဲ့ငပိန်ကလေတဲကိုအသုံးပြုပြီးမိမကောင်စွာကိုတိုက်ခိုက်တော်ရင်ဒဲရီနဲ့ကောက်ကောက်ပတ်နေတော့မီးထွက်နေတဲ့ခန္ဓာကိုယ်ချင်းလေးမီးတွေငိမ့်သွားတော်ရင် အရိကင်ချိန်ကြမှာငပိန်ကသူ့တိုင်းနဲ့တိုက်ပြီးမိမကောင်စွာရဲ့မိเจ้าကိုရိုက်လိုက်တော့မိမကောင်စွာလည်းမိလေသွားတော့လေဒါကိုကြည့်နေကြတဲ့ရွာရီရလူတွေအားလုံးကငပိန်ကိုလူဆန်းကောင်းအဖြစ်ချီးမွမ်းလိုက်ကြတော့လေတော်လိုက်တာငပိန်ရင်မိရည်နဲ့လူကိုယ်တော်နိုင်အောင်ချနိုင်နေတော်လိုက်တာတော်လိုက်တာဒါတော့ငပိန်စိတ်ကူးတွေက တွေးဖြစ်ပြီးတကယ်တကယ်တမ်းကျငပိန်တယောက်မိရည်နဲ့မှုန့်နေလို့ ။သဲနဲ့ကောက်ပက်ချင်တော့မရပဲ။ခွေးပြေးဝက်ပြေးပြင်းနေရအောင်လားပါ။အဲ့ဒီအချိန်မှာပဲတနည်းအားကြောင်းမော်စရာချက်ကြီးနဲ့တူပါနာရဲ့ဖိုးထုနဲ့တူပေါ်ကိုမြင်လိုက်ရတော့ငပိန်လေးရှမ်းလိုက်တော့ရင်။ခွေးချက်ကြီးအဲ့ဒါအဲ့ဒါဘာကောင်းကြီးလဲဗျ။မင်းတို့အောင်တော့နောက်မှာပဲနေနော်။ရှစ်ထွက်မလားနေ။ကိုချက်ကြီးဆရာရဲ့နေရတိုင်းဒီမကောင်းစွားကြီးကိုပြန်ပြီးတော့ဖမ်းဆီးရမယ်။အဲ့လိုပြောပြီးချက်ကြီးလေးသူ့ရဲ့မော်တော်ကိုမြေကြီးမှာဆိုက်ချလိုက်တာနေရီတိုက်လာတော့ လေတိုက်တော့မီးလည်းမတောက်နိုင်သလိုမီးတောက်သွားရင်လေမီးတော့နှိမ့်မှုခက်တယ်ပေါ့အဲ့ဒီရဲ့ချင်းမီးမကောင်းဆိုးဟာလေသူ့ရဲ့လက်သေးကိုမြေကြီးပေါ်မှာထိုးချလိုက်ရကမော်စီယာချက်ကြီးလေးလွင့်ထွက်သွားတော့ဒီငပိန်ကတော့ကိုချက်ကြီးဟိုရရင်လားဗျ तू ကတော်တော်အားပြင်းနေနော်ကျွန်တော်တို့မနိုင်နိုင်ဘူးဗျကိုချက်ကြီးရဲ့ဆီကမော်စီယာကြီးအစင်စင်ထန်းဆောင်လာခဲ့တောင်းလို့ကိုချက်ကြီးလက်ထက်ကြမှာမကြရှုံးစီရဘူးကွဝူး အဲ့လိုပြောပြီးချက်ကြီးနဲ့သူ့ရဲ့မော်တုတ်တံကိုဂါနာရုပ်ပြီးမိမကောင်စွားကိုပြစ်ချလိုက်တယ်။ဒါကိုမိမကောင်စွားကရှောင်လိုက်ပြီးချက်ကြီးရဲ့မော်တုတ်တံကိုသူ့ရဲ့မိစွန်းအားနဲ့မိတို့ကြောင့်လုပ်ပြီးချက်ကြီးကိုနှံ့ပြက်လိုက်တော့တယ်။ဒါအောင်မြင်တော့ဘူးသူကဟာခုချက်ကြီးချက်ကြီးကိုတွန်းလိုက်ပြီးဝန်ခံလိုက်တောင်ဆိုတော့ဖိုးသူကိုမိတို့ကြောင့်ကထိသွားတော့တယ်။ဒါနဲ့ချက်ကြီးကဟာဖိုးသူငပိန်တော့အာလုံးလေး ဖိုတုကိုဝါမှာဆွဲနေတဲ့မျိုးတွေကိုညီကြီးကသိရင်လည်းဝိုင်းပက်ပြီးနှိမ့်လိုက်ကြတော့လေအဲ့ဒီအချိန်မော်စရာချက်ကြီးဟာငါ့ညီကိုထိကန်အောင်လုပ်တာငါမင်းကိုဘလို့မှခွင့်မလုပ်ဘူးအဲ့လိုပြောပြီးမော်စရာချက်ကြီးနဲ့မိမကောင်စွားစီကိုပြေးသွားပြီးတော့တယောက်ကတိုက်ခိုက်နေကြတယ်အဲ့ဒီအချိန်ကပြန်တော့ကိုချက်ကြီးတဲနဲ့ပတ်ပြီးတိုက်သူကမင်းဆိုတော့တဲရနိုင်နေဗျအဲ့လိုအော်ပြောလိုက်တော့ချက်ကြီးလည်းသူဘာလုပ်ရမလဲဆိုတာကိုသိသွားတော့တယ် ပိတ်ရဲ့နေရတိုင်းမိမကောင်စွာကိုသဲရီနဲ့လမ်းမီပတ်တော်ရီမိမကောင်စွာလည်းသဲရီမျက်လုံးနဲ့ဝင်ကုန်တော်ဆိုတော့ရန်တန်းမီမိတွေကိုပြစ်နေရှာတော်တာပါအဲနောက်တော့ကာလာရွှတ်လိုက်ပြီးပေါ်လာတဲ့မော်တုတ်တန်ကိုမြေကြီးမှာဆဲသွားပြီးတော့မိမကောင်စွာရဲ့ရင်မဲတက်တဲ့ကိုစိုက်ချလိုက်တော်ရီမိမကောင်စွာလည်းနာကျင်စွာအော်ဟစ်ပြီးအဲ့နေရာမှာတင်းတတိမိသွားတော်ရီ ကိုချက်ကြီးဒီကောင်ကြီးတေးသွားမလားဗျ။ဟမ်မတေးသေးဘူး။သူ့အမြင်ဆုံးကြိုးတော့အောင်။ဒါမှသူမလောက်နိုင်ပါ။အဲ့လိုပြောပြီးတော့မင်းမကောင်စွာရဲ့ခန္ဓာကိုယ်ကိုတန်ကျုံရည်နဲ့စီးလိုက်တော့။ကိုချက်ကြီးဘလို့ဆက်လုံးပါလေဗျ။ချက်ကြီးကလည်းသူစီစဉ်ထားတဲ့အတိုင်းဆရာကိုလက်ခောက်အောင်ပါလေ။ဟိုဆရာကျန်တဲ့ကိစ္စကိုသူဆက်လုံးပါ။ဒီမကောင်စွာထွက်ပြီးသွားတယ်ကဆရာမှားတာ။ဖမ်းမိရနဲ့သူ့ကိုဆက်သွယ်လိုက်ဖို့။ဒါဆိုရင်လေမြင်မြခေါ်လိုက်တော့လေဗျ။ အဲ့လိုပြောပြီးချက်ချင်းလေးသူ့ရဲ့ဆရာကိုကောင်းမြွန်ကြည့်ပြီးအဝေါ်သံပေးလို့အချက်ပြလိုက်သည်ခဏအကြာမိုင်မောင်းတထောင်ကျော်မှရှိနေမော်ဆရာချက်ကြီးရဲ့ဆရာကိုရောက်လာတယ်မော်ဆရာချက်ကြီးရဲ့ဆရာကမင်းလုံနိုင်မယ်လို့ဆရာယုံကြည်ပြီးသားဒီမကောင်းဆိုးအောင်ဆရာပြန်ပြီးနောက်တစ်ချိန်မလွတ်နိုင်အောင်တေချာထိမ့်သိမ်းထားလိုက်မယ်ကဲအားလုံးမင်းပင်မသွားကြပြီအဲ့လိုပြောပြီးတော့မော်ဆရာချက်ကြီးရဲ့ဆရာလေးမင်းမကောင်းဆိုးအောင်ကို ကောင်းကင်ဘုံပြန်သွားတော့လေငပင်ကအဲ့ဒါကိုကြည်မိုင်းလန်တာကိုကြက်ကြီးအောင်ကိုကြက်ကြီးရောအဲ့လိုပြန်နိုင်လားဗျအဲ့လိုပြန်နိုင်ဖို့ဆိုနှစ်ပေါင်း50ကျော်လောက်နေကြရမှာကွာကိုကြက်ကြီးအဲ့လောက်တော့မလုံနိုင်သေးပါဘူးကွာဖို့ထုကိုစီကံပို့ရအောင်ငပင်လိုရမရမို့ကွာတော့ကြာအရှိန်များတစ်ခုကိုဖြစ်တော့မှစိုးရင်နေကွာအေးဟုတ်တယ်ဖို့ထုကိုစီကံပြလိုက်ကြအောင်ဖို့ထုကျေးဇူးတင်တယ်နော်ဒါပေမဲ့နောက်ကဖို့ထုက ကိုကြက်ကြီးစကားကိုဝင်ဖြတ်ပြီးပြောလိုက်တယ်။ကျေးဇူးတင်နေဆိုတာနဲ့ရပါပြီကိုကြက်ကြီးရဲ့ကျွန်တော်တို့သွားလိုက်ပါအောင်မင်းဗျ။ဒါနဲ့တုပ်ပေါ်နေငပင်ရင်ဖိုးတူကိုတယောက်တစ်ဖက်တွင်လို့ရောင်းရစီကံကိုခေါ်သွားတယ်။ချက်ကြီးကတော့ကောင်းငင်ကြီးကိုမော့ချင်လို့မိမကောင်းဆိုအောင်နောက်တစ်ကြိမ်ပေါ်မလာပါစေနဲ့လို့ဆူတောင်းလိုက်တော့တာပါ။